အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့စစ်တပ်ကကျင်းပတဲ့ရွေးကောက်ပွဲဝင်ပြိုင်သူတွေကိုတယောက်မှအထင်မကြီးဘူးလို့ကြုံမျိုးမင်းပြောလာပြီးမပူတူကိုရီတွေးတဲ့ရုပ်တံတွေပါတင်ဆက်ပေးသွားမှာမို့အဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားခဲ့ကြပါဦးခင်ဗျာဒီပါတီတွေကဘလို့အရေးချင်းရှိလို့ပါတီအားလုံးအောင်ကျွန်တော်တင်မေးတာရိုက်ပါတီအားလုံးအောင်ဘလို့အရေးချင်းရှိလို့နောက် UEC ကရောဒီတိုင်းဒီတကီလုံးကိုသူတို့ဟာသူတို့သူတို့အောင်းနဲ့သူတို့ခြုံငုံစဉ်းစားနိုင်ပြီလို့ UEC ကကိုကိုကအမှခံနေလို့အတိတ်တော့လည်းဒီကောင်မရရတော့မပြောနိုင်တဲ့အတဲ့ပဲမေးတာကတော့ ကြည့်ဖို့ကတော့တုတ်ကြည့်ဘာမှအကုန်လုံးကဘာလဲဆိုတော့ကိုထင်အောင်ကိုဆိုင်ကိုလို့ချင်အောင်ကိုလျှောက်လို့ခင်ဗျာအကုန်လုံးကလေကိုတို့စီဝါတွေပဲခေါင်းဆိုင်ကြတယ်လုံးမကြတဲ့လူကြီးပဲဘယ်ကောင်းမှတိုင်းပြည်နဲ့တောင်ကြည့်ကြရဆိုခါရှာရှာပဲအဲ့တော့နိုင်ငံပါတီဒီပါတီတွေအကုန်လုံးကျွန်တော်ယုံကြည်မရှိဘူးအကုန်လုံးတဘိုးတမဲကိုတို့ကိုထကိုလို့ချင်အောင်ကိုလျှောက်လို့မကြတာကြီးပဲအလကားဝါတွေပဲဆိုတော့ကျွန်တော်ကတော့ဒါကြောင့်ပါတီတွေယုံကြည်မရှိပြီးတော့နိုင်ငံပါတီဥက္ကဋ္ဌတွေအဲ့တော့နိုင်ငံပါတီရဲ့ကိုယ်စားလုံးမဲ့သူတွေအေးစီစီစီအေးစီတွေအဲ့လူတွေကတကယ်ရောခင်ဗျားတို့နိုင်ငံ ာအကုန်လုံးအစင်းသိဖြစ်ပြီလားဘယ်စားဘယ်စားမျိုးပဲမှဖြေထားတာလေခင်ဗျာကျော်ကြီးဖြုတ်ပြီဘယ်အောင်စားဘူးပဲဖြေထားပြီပြကြည့်ပါဦးခင်ဗျားတို့ဘယ်တန်တန်းနေဘယ်စားဘူးပဲပြီလို့ဘယ်နေရာနေခင်ဗျားတို့တိမှပြုတ်ပြီလေဆိုင်ကားသမားမနက်ဖြန်မနက်ဖြန်အဲ့ပါတီဝင်လိုက်သွတ်တော်မှဖြစ်ဖြစ်သွားနေတယ်ခင်ကြီးမှာခင်ဗျားတို့ကဘယ်ဟာနဲ့တော့ပြန်မှာနိုင်ငံရေးပါတီနိုင်ငံရေးပါတီအရာအရာလို့ခင်ဗျားနိုင်ငံရေးပါတီဒီတိုင်းမှာအကုန်လုံးအခွင့်အရေးကနိုင်ငံရေးပါတီဆိုခွင့်အရေးကသူပညာရှင်ဆိုအခွင့်အရေးကအစိုးရဆိုခွင့်အရေးခွင့်အရေးကစစချင်းတော့ဘုဇုတ်သားသမီးဆိုခွင့်အရေးကစစစစ်တပ်ဘုဇုတ်တွေဘုဇုတ်သားသမီးခွင့်အရေးက အဲဆိုတော့ဝင်ကြီးသားသမီးစခွန်တူကမီဒီယာတွေညောင်းနေပါဒီတိုင်းပြီပါဖြစ်နေတာတော့ကျွန်တော်ဒဲ့ပြောနေတာခင်ဗျားတို့အားလုံးဒဲ့ပြောနေတာအဲ့ကြောင့်ခင်ဗျားပြည်သူတို့မလေးစားတဲ့အစိုးရပြုတ်ကိုကြရဲဆိုတာမှန်တယ်ပြည်သူတို့မလေးစားတဲ့အစိုးရပြည်သူလည်းဘာမှမလေးစားဘူးပြည်သူတို့မလေးစားတဲ့အဖွဲ့အစည်းပြည်သူလည်းမလေးစားဘူးရှင်းတယ်အဲသူမလေးမှမလေးစားတာဘာလို့လေးစားမလဲပါတီတွေဟာအစ်တန်းရှိရလားဆိုတော့မေးခွန်းငါတို့မဲထဲရတော့တဲ့အစ်တန်းမျိုးဒီကောင်းတွေမှာရှိနေလို့လားဆိုတော့မေးခွန်းခင်ဗျားတို့ခုတည်းကပြည်သူတို့ကမေးခွန်းထုတ်ထားတော့ ဲ့တော့ခမရတို့အတွက်ကိုကာဝယ်ပေးဖို့မရှိဘူးတိကျကာဝယ်ပေးဘူးခမရတို့လည်းကာဝယ်ပေးဘူးနိုင်ငံလည်းနိုင်ငံကိုလည်းသူတို့ကနိုင်ငံချဲ့အောင်လည်းမသိဘူးနိုင်ငံကိုလည်းကာကောကာဝယ်မသိဘူးချဲ့အောင်လည်းမသိဘူးခမရတို့လည်းမကာဝယ်ပေးဘူးသူတို့ကိုသူတို့လည်းဘာကောင်းနေမှမသိဘူးခုချိန်ထိလည်းဘယ်ကောင်းဘာကောင်းမှခုချိန်သူတို့ပါသွားသူတို့ရဲ့ဟိုကမပြတ်ဆောင်ပြနိုင်တာအဲ့လိုနိုင်ငံရေးသမားတွေကိုကျွန်တော်တို့ကမဲပေးရမှာလားဆိုတော့မေးကုန်ခမရတို့စဉ်းစားဖို့ညှိလို့လားဟာကျွန်တော်မဲပေးတော့ပေးရမယ်ဒါပေမဲ့ပေါ့လို့ပေးစားနိုင်ငံရေးသမားတွေကိုကျွန်တော်တို့မဲပေးမိရင်ကျွန်တော်တို့နောက်တစ်ခေါက်စဉ်းစားရအောင်ငါးနှစ်လောက်စဉ်းစားရအောင် အဲ့တော့စိတ်မဆင်းရဲအောင်ခုတည်းကနိုင်ငံရေးပါတီလူသေချာလေ့လာပါဆန်းစစ်ပါကျွန်တော်ကအနာနီလာလေးလေးဘယ်ပါတီအဖြစ်တော့ကျွန်တော်တွဲပါပါတီလူကြီးနာမည်တိုက်ကျွန်တော်ကောင်းကောင်းတွဲပါအဲ့ပါတီနဲ့ကျွန်တော်တိကျတွဲပါရောကဝဲနီလာလေးတွဲပြီပါတီဒီအဲ့ပါတီကဘယ်ကိုယ်စားလှယ်လောင်းဘယ်ပါတီမင်းမပေးဘူးကျွန်တော်ကျွန်တော်မပေးဘူးဆိုတာကိုကျွန်တော်ပြောပါသူများကခဏလို့ပြည်သူလူမပြောဘယ်ပါတီကိုကျွန်တော်လုံးဝမမပေးဘူးဘယ်ပါတီကျွန်တော်လုံးဝတော်တော်ကောင်မအောင်ဘူးအဲ့လိုကျွန်တော်နာမည်တိုက်ပြီးတော့ကျွန်တော်တွဲပါအဲ့ကြအနာနီလာပါတီကို တကယ်ပြောတာကျွန်တော်ကြိုးပြောထားတာကုရေအခရိုက်နိုင်ငံရေးပါတီကနိုင်ငံရေးသမားတွေလာညိုကြည့်တာပဲကျွန်တော်မြို့နယ်ကျွန်တော်နေတဲ့မြို့နယ်မှာသာမဲကြီးမဲ့ပါတီကိုကကိုကြိုးစားပြင်ထားကြပြီခင်ဗျားတို့တကယ်ပြောတာကျွန်တော်ကြည့်မင်္ဂလာပါကိုရည်သွေးပြီးခုံလာစားတာเนาะဒီနေ့2025 17လပိုင်း9ရက်နေ့ချင်းပြည်ဖလန်းမြို့နယ်ဝေဘူးလာမြို့ကိုမြမတပ်မတော်ကပြန်လဲထိချုပ်ပြီးနိုင်ငံတော်လန်လွှင့်ထူထားပြီးအောက်စီအောင်ပေါင်းနဲ့အောက်လန်လွှင့်ထူထိုင်ပြီးဖြစ်ပါတယ် ကျမကြိုပြောခဲ့တယ်လေကျမမကုတုမဟာသီကြိုးပြီးသုံးသက်ခဲ့တယ်2025ဆယ်လပိုင်းမှာဆယ်လပိုင်းမကုန်ခင်မှာငိုကိုကြောက်မဲ့တီဘောတမတော်ကပြန်ပြီးထဲချုံနိုင်လိမ့်မယ်2025 17လပိုင်းဒုတိယဘက်နဲ့တတိယဘက်မှာချင်းပြင်းနဲ့ဖလန်းမျိုးမှာတမတော်ရဲ့အောင်ပွဲသတင်းတွေကြားရလိမ့်မယ်လို့ကျမကြိုပြီးသုံးသက်ခဲ့တယ်လေအချိန်တိကျနဲ့တော့အချိန်တော့မလွဲစေရဘူးလာရှိုးတော့လည်းဒီလိုပဲလာရှိုးနဲ့ပတ်သက်လို့ လူတွေအများကြီးသတင်းတွေအများကြီးပြောကြတယ်အဲ့ဒီအထက်ထဲမှာမှလာရှိုးကို2025မေလမတိုင်ခင်တော့မို့မေလကောင်မှာတက်မတော်ကပြန်ပြီးထိချုံနိုင်ခဲ့မယ်လို့ကြိုးပြီးသုံးသပ်ခဲ့တာကျမမဘုဒ္ဓမဟာသွေးရှိသေးတယ်အခုအနောက်25ဆက်တလာပိုင်းမကုံခင်မှာတက်မတော်ဒီ နဘူးလန်ထိခိစကန်နေဆက်ကုံတွယ်ရေခေပြန်ပြီးလဲပတ်နိုင်လိမ့်မယ်ထိခိမော့တောင်နေဆက်ကုံတွယ်ရေကိုထိချုံနိုင်ဖို့အတွက်တနင်္လာရီတိုင်းနဲ့မှာမြမတက်မတော်ရအောင်ပေါ်တဲ့နေ့ကြားရလိမ့်မယ်ကချင်ပြည်နယ်မှာဆိုလို့ရှိရင်ထိန်ချုံကံပိုက်တွေထူးစည်းပွားရေးဆုံးအဲ့ဒီပပတ်လဲမှာတက်မတော်ရအောင်ပေါ်တဲ့နေ့ကြားရလိမ့်မယ်မူဆယ်တရငါမိုင်နေဆက်ကုံတွယ်ရေကိုပြန်လဲထိန်ချုံနိုင်ဖို့အတွက်အဲ့ဒီလမ်းကြောင်းတစ်လျှောက်နော်လောက်ကန်ရနေလောက်ကန်နေဆက်ကုံတွယ်ရေစခန်းရန်လုံကျိုင်းတောက်လျှောက်တက်မတော်ရအောင်ပေါ်တဲ့နေ့ကြားရလိမ့် အခု2025ဆန်းနှလားပိုင်းမကုန်ခင်မှာအေယာရီတိုင်းညောင်တုံးမြို့မှာရှိတဲ့ရွှေတုံးအင်ယာစီမံကိန်းကိုမြမတမတော်ကတမတော်ကြီးကကျွန်မတို့ချက်တော်နိုင်ငံခေါင်းဆောင်တွေကအကောင့်ထဲပေါ်နိုင်ပေးလိမ့်မယ်။ရှမ်းပြည်နယ်တောင်ကြီးအင်းလီညောင်ရွှေမှာရှိတဲ့ပင်ပတ်တံပတိဆက်ယုံအောင်လဲလွှဲထုတ်နိုင်လိမ့်မယ်။နော်စီရီနိုင်ငံရေးတုံးသက်တယ်ဆိုတော့အဲ့လိုတုံးသက်ရတယ် ဗုဒ္ဓမဟာသီးကသူများပေးတဲ့တဲ့နေနဲ့တက်ရောက်ကလုတ်ပြီးတော့အာချောင်းနေအောင်မဟုတ်ဘူး online အာချောင်းနေနော်ကျမရဲ့ဗီဒီယိုပိုင်းလေးကိုဖျက်ညက်ကလုတ်နေတဲ့ online အာချောင်းလေးကိုတတိပေးတာအရှိပြည်တွင်းမှာကောပြည်ပမှာကောနိုင်ငံရေးလေးလာသုံးသပ်တဲ့သူတွေအများကြီးရှိတယ်အဲ့ဒီလိုနိုင်ငံရေးစီရေကိုအချိန်အတိကျနဲ့မှန်အောင်သုံးသပ်နိုင်တဲ့လူကလည်းရှိတယ်လေအဲ့ဒါ GDP တေကနီးနေတဲ့ဟိုဦးတန်းစိုးနိုင်တို့ဦးချင်းမြင့်တို့ဒေါ်မီမီဝင်းပါတို့ဒေါ်လှကျော်စိုးတို့ သူတို့တော့ဘယ်နှခါမှန်းဘူးလဲအခုနိုင်ငံရေးအခင်းကျင်းတော်မှာ2021နှစ်လပိုင်းမှာတမရကပုံမှန်လေးတခုရကလုံးခေါ်ပြီးပုံမှန်လေးတရှိရအာနာသိမ့်လိမ့်မယ်အာနာထိမ့်လိမ့်မယ်လို့ကြိုးပြီးသုံးသပ်ခဲ့တာကျမအဲ့ဒါမှဘုဒ္ဓမဟာသွေးလို့ခေါ်တယ်ခုံဆိုတာအဲ့လိုစာရတယ်ပြီးသုံးလုံးလွတ်တော်ကိုယ်စားလှယ်လောင်းလူတက်မှုဖြင့်ဖန်ဆီးခံရကြောင်းပြီးသုံးလုံးအတီးပြူ ပြည်သူ့ရှေ့ဆောင်ပါတီပြည်သုံးလုံးပါတီမှပြည်နယ်နဲ့တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်လောင်းဖြစ်သူဦးဆိုင်ရွှေထီးနဲ့တားဖြစ်သူတို့လူတက်မှုဖြင့်ဖမ်းဆီးအရေးယူခံထားရကြောင်းပြည်သုံးလုံးပါတီဒုဥက္ကဋ္ဌကအတည်ပြုသည်ဟုတ်ပါတယ်ကိုယ်စားလှယ်လောင်းပေါ်သူကတော့အိမ်နီးနာချင်းချက်ခိုးတဲ့ကိစ္စနဲ့ဒေါသအလျောက်ဖြစ်သွားတာပေါ့နေရာလက်လက်သွားတာတော့အစားထိုးလို့မရဘူးပေါ့သူဟာသူပြီးသွားမှာပေါ့ပီအာကိုယ်စားလှယ်ကသူတယောက်တည်းမှမဟုတ်တာအများကြီးပဲသူကဒီနှစ်မှာမှကိုယ်စားလှယ်လောင်းပီအာအနေနဲ့ပဲဝင်ပြိုင် တာဟုပီသုံးလုံးတူဥက္ကဋ္ဌဦးစောဟန်အေးကမစ္စည်းမောက်ကိုပြောသည်ပြီးခဲ့သည့်နိုဝင်ဘာ၄ရက်နေ့နက်နှစ်နာရီခန့်တွင်ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့နယ်အေးတာယာမြို့မှပီသုံးလုံးပါတီတောင်ကြီးမြို့ပြည်နယ်လွတ်တော်ကိုယ်စားလှယ်လောင်းဦးဆိုင်ရွှေထီးအိမ်တွင်မွေးထားသည့်ကြက်များကိုလာရောက်ခိုးယူသူအားဦးဆိုင်ရွှေထီးနှင့်တားဖြစ်သူဆိုင်းကျော်စိုးမိုးတို့မှရိုက်နှက်ရာမှလောရာခဆိုင်းထွန်းစာသည်တေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရသည် လူသေးဆုံးသည့်အထိရိုက်နှက်မှုဖြင့်ပြီးသုံးလုံးလွတ်တော်ကိုယ်စားလဲလောင်းဦးဆိုင်ရွှေထီးနှင့်တားဖြစ်သူဆိုင်းကျော်ဆိုးမိုးတို့ကိုအေးတာယာနယ်မြေရဲစခန်းမှလူတက်မှုနှင့် ပြစ်မှုကျူးလွန်ရာတွင်အပေးကူညီမှုတို့ဖြင့်ဖမ်းဆီးအရေးယူထားကြောင်းသိရသည်စစ်ကော်မရှင်ကျင်းပမည်ရွေးကောက်ပွဲတွင်ရန်ကုန်တိုင်းအမျိုးသားလွတ်တော်ကိုယ်စားလှယ်အဖြစ်ပါဝင်ရှင်ပြိုင်ရန်လျှောက်ထားသည့်ပြည်သုံးလုံးပါတီဥက္ကဋ္ဌဖြစ်သူဒေါ်သက်သက်ခိုင်သည်လည်းရွေးကောက်ပွဲဥပဒေပုံမှန်ရှိကနှင့်ညီစွန်းသည့်ဖြင့်ကိုယ်စားလှယ်စီရင်မှတည်ဖြတ်ခံထားရသည် ်ဒေါ်တသက်ခိုင်နေဖြင့်ရွေးကောက်ပွဲကော်မရှင် UEC ထံအယူခံဝင်ထားပြီးလက်ရှိအချိန်ထိထူးခြားမှုမရှိသေးကြောင်းဦးစောဟန်အေကပြောသည်